ုံကြည်သူတွေကဘယ်အရာတွေနဲ့ဆိုင်တိုင်တက်လှန်နေကြရလဲယုံကြည်သူတွေကတော့အသွေးအသားရှိတဲ့ယန္တူနဲ့ဆိုင်ပြိုင်တာမဟုတ်ဘူးတဲ့နောက်ဆိုတော့အသွေးအသားရှိတဲ့ယန္တူနဲ့ဆိုင်ပြိုင်တာမဟုတ်ဘူးဆိုရင်တော့မိခွန်ကတော့တင်းအစင်မပြေတဲ့လူကအသွေးသားရှိနေလားရှိနေတယ်ဆိုရင်တော့တရားသူမှားနေတယ်အသွေးသားရှိတဲ့ရန်သူတွေကိုမတုံးဘူးလားဆိုတော့ဝိညာဉ်ဆိုတာတုံးတယ် ီအသွေးသားရှိတဲ့ရန်သူတွေကိုယ်စိတ်နှောက်ရှက်ပေးမယ်ကိုယ်ကိုတိုက်ခိုက်မယ်ကိုယ်ကိုမနာလိုဖြစ်မယ်ဒီຢာတွေအားလုံးကစာတန်ရဲ့လက်ပါစီတွေလို့ပြောလို့ရတယ်ပုံဆိုးတာကယုံကြည်သူတွေဖြစ်နေတတ်တယ်အသင်းတော်မှာရှိနေသူတွေဖြစ်နေတတ်တယ်ဒါကိုကျွန်တော်တို့ကနားလည်ပြီးဆိုရင်တော့ဒီအရာကဘာနဲ့စိုက်ပြိုင်တာလဲအေပချစနစ်မှာကြည့်မယ်ဆိုရင်အเจ้าမူကငါတို့ဒီအသွေးသားရှိသော ရန်သူတို့နဲ့စိုက်ပြိုင်တန့်လန့်ရကြသည်မဟုတ်အထွတ်မြတ်တို့နဲ့၎င်း၄မျိုးရှိပါတယ်အထွတ်မြတ်တို့နဲ့၎င်းပြီးရင်အာနာဇတ်တို့နဲ့၎င်းပြီးရင်လော်ကီမောင်မိုင်း၌စိုးတရပြုလုပ်သောမင်းတို့နဲ့၎င်းเนาะအဲဒါကြောင့်မင်းတို့အဒီအရာတွေနတ်မင်းတွေမောင်မိုက်တကိုးတွေပြီးရင်မိုးကောင်းကင်၌နေသောနတ်ဆိုးဒီအမျိုးအစား လေးမျိုးနဲ့ကျွန်တော်တို့ကအမြဲတမ်းတိုက်လှန်နေရတယ်ဆိုတာသိဖို့လိုပါတယ်။ဟုတ်ကဲ့ခုနဆရာပြောတဲ့အမှယုံကြည်သူတချို့လည်းစာတန်ကအသုံးပြုလို့ရတယ်ဆိုတော့ယုံကြည်သူတွေကအခွင့်ပေးလို့ပေါ့နော်ဆရာ။မှန်တယ်။ဆိုတော့ယန်သူစာတန်ကယုံကြည်သူတွေကိုတော်ယုံတန်ယုံတော့ထိလို့မရဘူး။ဟုတ်ကဲ့။ဘာကြောင့်လဲကျွန်တော်အထင်မှာရှင်ပြန်ထမြောက်တဲ့တကူတော့ရှိတယ်။ဟုတ်ကဲ့။ခရစ်တော်ရဲ့တိုးတွေဖြစ်ကြတယ်။တိုးထိန်လဲအမြဲတမ်းစောင့်ပေးနေတယ်။ဒါပေမဲ့တစ်ခါလေမှာ ကျွန်တော်တို့ကအခွင့်ပေးတတ်တယ်ဥပမာဆိုရင် A ဖက် A ဖက်ထင်းမှာတော်တော်များများဒီအကြောင်းအရာတွေပြောရနော် A ဖက်၄အဲအငယ်28 29 30လောက်မှာဖတ်ကြည့်မယ်ဆိုရင်အမျက်မပြေပဲနေမဝင်စေနဲ့လို့ပြောရလေနော်ပြီးရင် now ဘိုင်းမှာဖတ်ကြည့်တဲ့အခါမှာမာနတ်ကိုအခွင့်မပေးနဲ့ဆိုတော့ပြောချင်တာကဘယ်အချိန်တကားဖွင့်တတ်လဲယုံကြည်သူတွေစိတ်မဆိုးသင့်ပဲနဲ့စိတ်ဆိုးတယ်စိတ်ဆိုးတာအထီးကအိုကေသေးတယ်ဟုတ်ကဲ့ဒါပေမဲ့သောသားထွက်ပြီးပါဖြစ်လား ပေါက်ခွဲတာအမျက်ထွက်သွားအမျက်ထွက်သွားတာအဲ့ဒီဟာအဆင်မပြေဘူးအဲ့လိုဖြစ်ပြီးဟေးဆိုရင်တော့စာတန်အခွင့်ရပါဝင်ပေါက်ရသွားတယ်